အားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာဆီစဉ်ကနေအားလုံးကိုယေရှုနာမအောင်ဖြစ်ကြိုးဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့ဟာဆိုလို့ရှိရင်တော့အပီပီဆိုင်ရာအမှုတော်ဆောင်များနေ့ဖြစ်ပါတယ်အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်တော့ Pastor Sunday ပေါ့နော်နေ့စဉ်နေ့တိုင်းရဲ့ဆယ်လပိုင်းဒုတိယအပတ်တနင်္ဂနွေနေ့ဟာအပီပီဆိုင်ရာခရိယံအမှုတော်ဆောင်များနေ့ဆိုပြီးတော့မှ အနောက်နိုင်ငံခရိယန်အများစုကပြုလုပ်လေးရှိကြပါတယ်မြန်မာပြည်ခရိယန်တွေမှာတော့တချို့တချို့တော့နေရာတွေမှာပါစတာဆန်ဒေးဆိုပြီးမှပြုလုပ်လေးရှိကြပေမဲ့လဲတွင်တွင်ကျဲကျဲလောက်ကြတာတော့မရှိသေးပါဘူးတချို့ဆိုလို့ရှိရင်ဒီပါစတာဆန်ဒေးဆိုတာကိုကြားတော့မကြားဘူးနော်ဒါကြောင့်ကြားဘူးကြီးရှိအောင်ကြားဘူးတဲ့သူတွေလည်းပြန်လဲတဖန်ခွန်အားယူလို့ရအောင်တေချာနားထောင်သွားပါလို့ခွန်အားပေးချင်တယ် ဆိုတော့အမှုတော်ဆောင်များနေ့ပါစတာဆန်ဒေးပေါ်ပေါက်လာပုံကိုပြောရမယ်ဆိုရင်တော့1992ခုနှစ်ကတည်းကအမေရိကန်မိသားစုခရီးယန်အသင်းတော်တွေကနေစတင်ပြုလုပ်ဖို့နိုးစော်ခဲ့တယ်လို့ကျွန်တော်တို့တမိုင်းမှာဖတ်ရှုလေ့လာရပါတယ်အခုထိအမေရိကမှာဆိုလို့ရှိရင်လေဟိုနိုင်ငံတော်ကအတိမပြုတဲ့နေ့တနေ့မဟုတ်ပေမဲ့ခရီးယန်အသင်းတော်ဒိုင်းကဒီပါစတာဆန်ဒေးကိုဆယ်လပိုင်းဒုတိယအပတ်တနင်္ဂနွေနေ့မှာပြုလုပ်လေးရှိပါတယ် အထူးသဖြင့်ဒီဆယ်လပိုင်းတလလုံးကိုလည်းအမှုတော်ဆောင်တွေကိုပေးကမ်းလူဒန်းတဲ့လဆိုပြီးမှသတ်မှတ်ကြပါတယ်အမေရိကန်အသင်းတော်တွေကလေဒါကြောင့်ဒီဆယ်လပိုင်းမှာအမှုတော်ဆောင်တွေကိုဂျေဇူးတင်တဲ့လအမှုတော်ဆောင်တွေကိုပေးကမ်းလူဒန်းတဲ့လပြီးလို့ရှိရင်ဆက်တလပိုင်းမှာမှဖျားသခင်ကိုဂျေဇူးတင်တဲ့လဆိုပြီးမှအဲ့လိုမျိုးဆက်တိုက်လာတာဖြစ်ပါတယ်ဆက်တလပိုင်းကြာလို့ရှိရင်ဂျေဇူးတော်ချီးမွမ်းရာလဆိုပြီးမှသတ်မှတ်ထားတာဖြစ်ပါတယ် ကျွန်တော်မြန်မာပြည်မှာတော့လေမြန်မာလူမျိုးတွေထဲမှာတော့ဟိုဘာလဲကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးမှကောက်တက်စားပွဲစားသဖြင့်အားလုံးတွင်တွင်ကျယ်ကျယ်လှုပ်ကြပေမဲ့လေဒီဆေလပိုင်းထဲမှာကြာရောက်တဲ့အမှုတော်ဆောင်များနေ့ကိုတွင်တွင်ကျယ်ကျယ်လှုပ်ကြတာမတွေ့ရသေးပါဘူး။ဒါကြောင့်တွင်တွင်ကျယ်ကျယ်လှုပ်တင်ပါတယ်အမှုတော်ဆောင်တွေရဲ့ပေးဆက်ခြင်းအမှုတော်ဆောင်တွေရဲ့အနွန်တာခံခြင်းအမှုတော်ဆောင်တွေရဲ့တနစ်တာလုံးဖရာအမှုတော်မြတ်မှာထဲထဲဝင်ဝင် ကျိုးကျိုးစားစားပင်ပင်ပန်းပန်းလှုပ်ချင်းကိုအတင်းသူအတင်းသားတွေကအဲ့ဒီဆယ်လပိုင်းဒုတိယအပတ်တနင်္ဂနွေနေ့မှာအတိအမှတ်ပြုတဲ့အနေနဲ့ Pasta Sunday ဆိုမှလှုပ်ပေးတင့်တယ်လို့ကျွန်တော်အဲ့လို노ဆော်ချင်ပါတယ်နော်ဆိုတော့ Pasta Sunday ဆိုတဲ့အမှုတော်ဆောင်များနေ့ကျင်းပတဲ့ဒီအပြုအမူကတမချင်းစာနဲ့ကိုက်ညီရလားလို့တချို့မေးကောင်းမေးမယ်နော်တမချင်းစာထဲမှာအမှုတော်ဆောင်တွေကိုအတိအမှတ်ပြုပါပေးလူပါလို့ပေါ်ပြလာ အများကြီးပေါ်ပြပါတယ်ညီကိုမောင်တို့ဒီလိုအများကြီးပေါ်ပြတဲ့အဲမှာကျွန်တော်အရေးကြီးတဲ့ကြမ်းချက်နှစ်ချက်ဖတ်ပြမယ်နော်ပထမဆုံးကြမ်းချက်တစ်ချက်ကတတလောင်းနိုင်ဩဝါဒစာပထမစာဆောင်ခန်းကြီး9အငယ်7ကနေ73အထိဖြစ်ပါတယ်ကျမ်းစာရှိမယ်ဆိုလို့ရှင်ဖွင့်ပြီးမှဖတ်ကြည့်နော်ကိုယ်တိုင်ဖတ်ကြည့်ကျွန်တော်ဖတ်ပြမယ်အခုလောလောဆယ်ညီအကိုတို့တင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်းသခင်ဖျားအခွင့်နဲ့အုပ်ဆိုးခြင်းတတိပေးခြင်းအမှုကိုပြုတော်သူတို့ကို တိမှတ်၍သူတို့ပြုတော်အမှုကြောင့်မေတ္တာစိတ်နဲ့အလွန်ချစ်ခင်လေးမြတ်မြေအကြောင်းငါတို့ဒီတောင်းပန်ကြ၏တဲ့တမချင်းစာထဲမှာအမှုတော်ဆောင်တွေကိုအတိအမှတ်ပြုပါလို့ဖော်ပြတယ်အခုနဖတ်သွားတဲ့ထဲမှာတတိပြုမိလာစကားတခုကိုသူတို့ပြုတော်အမှုတို့ကိုတိမှတ်၍တဲ့အဲ့ဒီတိမှတ်၍ဆိုတာမူရင်းဂရိကျမ်းမှာအတိအမှတ်ပြုပါလို့ပြောတာဒါကြောင့်အမှုတော်ဆောင်များနေလို့တာမာလာမန်လားမမားယုံတင်မကတမချင်းစာနဲ့ကိုက်ညီနေပါတယ် တင်းရဲ့အမှုတော်ဆောင်တင်းရဲ့တင်းအုပ်ဆရာကိုအတိမတ်ပြုပါโอเคเนาะဒါကျမ်းစာအရာပေါ်ပြတာเนาะမှတ်ထားเนาะဒုတိယကျမ်းချက်တစ်ချက်ဖတ်ပြအောင်မယ်အဲ့ဒါကတော့တိမောသေဩဝါဒစာပထမစာဆောင်ခန်းကြီး9အငယ်16ကနေ17အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်เนาะကောင်းမွန်စွာအုပ်တော်သင်အုပ်တို့သည်အလူနဆကိုခံထိုက်တော်သူဖြစ်သည်ဟု၍လကောင်းတရားဟောခြင်းဆုံးမဩဝါဒပေးခြင်းအမှုကိုကြိုးစားအားထုတ်တော်သူတို့သည် အလူနဆကိုအထူးသဖြင့်ခံထိုက်တော်သူဖြစ်တည်ဟို၍၎င်းမတ်ရမီအကြောင်းမူကားစဘာနေနေတော်နွားဤနှုတ်ကိုမချုပ်သီးရဟုကြမ်းစာလာ၏တစ်ချက်ကလှုပ်ဆောင်တော်သူသည်အခါကိုခံထိုက်ပေတည်ဟု လာပြန်၏ညီကိုမောင်မတော်အမှုတော်ဆောင်တွေကိုပေးလူတာအတိမပြုတာမလားဆိုမမားဘူးတော့မမားယုံတယ်မကဖယားရဲ့အလိုတော်နဲ့ကိုက်ညီတယ်အမှုတော်ဆောင်ကိုပေးလူပါတဲ့โอเคဒီနေရာမှာအမှုတော်ဆောင်ပေးလူပါဆိုတာအာ တင်တင်နဲ့တက်ဆိုင်တဲ့အမှုတော်ဆောင်ကိုအဓိကပေးလိုခိုင်းတာတင်းရဲ့တင်အုပ်ဆရာသူ့မဟုတ်တင်ဘယ်နေရာနေဝိညာဉ်ခွန်ကအမြဲတမ်းအမြဲတမ်းဝိညာဉ်ခွန်ကယူနေရလဲဘယ်အမှုတော်ဆောင်တွေကတင်လိုအပ်တဲ့ခါမှာတရားဟောပေးနေရလဲမိကုံမိတဲ့ခါမှာအမြဲတမ်းဖြည့်ပေးနေရလဲတင်လိုအပ်တဲ့ခါမှာအမြဲတမ်းဆုတောင်းပေးနေရလဲအဲ့ဒီလူတွေကိုတနစ်တာလုံးလှုပ်လာပေးတဲ့အဲ့ဒီအမှုတော်ဆောင်တွေကိုပေးလူပါထောက်ပံ့ပါတဲ့တင်ရဲ့ဆေဘုတ်ဘုံနဲ့အဲ့ဒီလူတွေကိုပေးလူရမယ်ထောက်ပံ့ရမယ်ဘာလို့လဲဆိုတော့ဒီအမှုတော်ဆောင်တွေကတင်ကိုတနစ်တာလုံး ကျိုးကျိုးစားစားကျိုးပန်းပြီးတော့မှအလင်းပေးခဲ့တာတမာတရားအဖြစ်အမှုတော်ဆောင်တွေကစီးပွားရေးမလုပ်ဘဲနဲ့ဒီကိစ္စပဲလုပ်တဲ့အတွက်တမာဟောင်းကျန်းစာအရတမာဟောင်းရဲ့ညရာမအရကျွန်တော်တို့ရဲ့စေဖို့တဖို့အဖြစ်အဲ့ဒီအမှုတော်ဆောင်တွေကိုထောက်ပံ့ရတာသူတို့ရဲ့စာဝတ်နေရေးကိုအဲ့တော့ကျန်းစာထဲမှာပေါ်ပြလာအင်မတန်ရှင်းတယ်ကောင်းမွန်စွာအုပ်တော်သင်အုပ်ကိုတဲ့အလူနဆပေးတင်တယ်တဲ့ဒါရင်ဘယ်ကမလဲတဲ့အေဝင်ကလေးအမှုကိုကျူးကျူးဆဆလောက်ကင်နေတဲ့သူတင့်ကိုအမြဲတမ်းအလင်းပေးနေတဲ့အမှုတော်ဆောင်တွေကိုအလူနဆပေးတင်တယ်တဲ့ ဟိုပြောင်းပြန်ပြောမယ်ဆိုရင်ပြင်းကြီးတဲ့အမှုတော်ဆောင်တွေကိုပေးလူဖို့မဖော်ပြဘူးမကောင်းမမွန်ပဲနဲ့အုပ်ချုပ်နေတဲ့သင်အုပ်တွေကိုပေးလူဖို့ကျန်းစာကမတိုက်တွန်းထားဘူးဒါကိုတော့တတိထားရမယ်ဆိုတော့ချစ်တော်ညီကိုမောင်တို့ဒီနေ့လိုမျိုးပါစတာဆန်ဒီနေ့မှာသင်ရဲ့အမှုတော်ဆောင်တွေကိုအောက်မေ့ပါအတိအမှတ်ပြုပါပေးလူပါဘာလို့လဲဆိုတော့သင်ရဲ့အမှုတော်ဆောင်ကလေသင်ရဲ့ဆရာက မိဘတယောက်လုံးတင့်ကိုဖျားစကားနဲ့ပြူဆူးခဲ့တယ်ပြိုးထောင်ခဲ့တယ်လမ်းပြခဲ့တယ်ဆုတောင်းဆုတောင်းပေးခဲ့တယ်တတိပေးရမယ့်အချိန်မှလည်းတတိပေးခဲ့တယ်ဒါကိုအောက်မေ့ပါတင့်ရဲ့အမှုတော်ဆောင်ဟာဆရာဝန်တယောက်လုံးတင့်ရဲ့ဝိညာဉ်ရေးရာအဖျားမှန်သမျှကိုတတ်တာအောင်ဖျားစကားနဲ့အမြဲတမ်းကုစားပေးခဲ့တယ်ဟုတ်တယ်နော်တင့်ရဲ့အမှုတော်ဆောင်ဟာအလုတ်သမားတယောက်လုံးတင့်အတွက်ဖျားဝတ်တရားဝတ်မှာအမြဲတမ်းအစီခံပေးနေတဲ့သူဖြစ်တယ်ဒါကိုအောက်မေ့ပါဟုတ်ပြီနော် ်တင်းရဲ့အမှုတော်ဆောင်ဟာစစ်သားတယောက်လို့တင်းရဲ့တင်းရဲ့ရှိကနေလေမမမမရက်တည်ပြီးမှ မာယွန်းနဲ့အယူလွဲဝါဒကိုတိုက်ခိုက်ကာကွယ်ပေးနေတဲ့သူဖြစ်ပါတယ်ဒါရင်ဘယ်ကမလဲမယုံကြည်သေးတဲ့မိသားစုဝင်မယုံကြည်သေးတဲ့သူကိုလည်းအေးဝင်ကလေးလုံနေရတဲ့သူဖြစ်ပါတယ်ဒါတွေကိုအောက်မေ့ပါဒါကြောင့်ပါစတာဆန်ဒေးဒီနေ့လိုမျိုးမှာကျွန်တော်ခွန်အားပေးခြင်းနဲ့အခုနားထောင်နေတဲ့ယုံကြည်သူတိုင်းကိုတင်းရဲ့အမှုတော်ဆောင်ရဲ့ပေးဆက်မှုကိုအတိမပြုပါယိုသေးလေးစားပါ တို့ဟာလည်းအားနဲ့တက်တဲ့သူဖြစ်ပါတယ်အမှုတော်ဆောင်လေးလေလေဒါကြောင့်တို့ရဲ့အားနဲ့ချက်ကိုမြင်လာတယ်ဆိုရင်ဆုတောင်းပေးပါဝေဖန်လေကံမဲ့အစားဆုတောင်းပေးပါအမှုတော်ဆောင်တွေကိုဘာလို့လဲအမှုတော်ဆောင်တွေလည်းအားနဲ့တက်တယ်တခါတလေအမှုတော်ဆောင်တွေကအားနေနေတဲ့အခါမှာသူများအားနေနေတဲ့သူကိုဆုတောင်းပေးနေရတယ်။တခါကလေးအမှုတော်ဆောင်တွေမိသားစုပြည်တနာရှိနေတဲ့အခါမှာသူများရဲ့မိသားစုပြည်တနာကိုဆုတောင်းပေးနေရတာ။တနည်းအားဖြင့်ကိုယ့်ရဲ့ကိုယ်လုံးမှာတော့များတယ်မှန်နေပေမဲ့ သူများကိုလုံးမှာမန်နေတဲ့မြားကိုတွားရင်မှဆွဲထုတ်မှကူတာပေးနေရတဲ့သူတွေဖြစ်တယ်အမှုတော်ဆောင်ဆိုတာလေဒါကြောင့်အမှုတော်ဆောင်တွေကိုအောင်းမေးပါလို့ကျွန်တော်အားလုံးကိုတိုက်တွန်းခြင်းနဲ့နှိုးဆော်ခြင်းနဲ့သူတို့ဟာလော်ကီစီးပွားရေးမလုပ်ဘဲနဲ့အမှုတော်ကိုဒါဆွမ်းဆွမ်းတမန်ထမ်းဆောင်နေတဲ့အတွက်ကြောင့်ပေးလူပါအထူးသဖြင့်ဒီလိုပါစတာဆန်ဒေးနေ့မှာလေကျွန်တော်မေးချင်တယ်အာတင်းရဲ့တင်းအုပ်ဆရာရှိသေးလားတို့မဟုတ်ကျွန်တော်မေးချင်တယ်အာတင်ဘယ်နေရာကနေအမြဲတမ်းခွန်အားယူရလဲ ပြီးခဲ့တဲ့တနှစ်တာလုံးမှာတင်ဘယ်ဆရာတွေရဲ့အလင်းပေးမှုကနေအလင်းရလာတယ်ဘယ်ဆရာတွေကတင်းကိုဆူတောင်းပေးနေရလဲဘယ်ဆရာတွေကတရားဟောပေးနေရလဲဘယ်ဆရာတွေရဲ့တရားဟောချက်ကနေတင်ခွန်အားယူနေရလဲအမြဲတမ်းအမြဲတမ်းအမြဲတမ်းခွန်အားယူနေတာကိုပြောတာတခါတလေတူထိတာကိုပြောတာမဟုတ်ဘူးအဲ့ဒီအမှုတော်ဆောင်တွေကိုအထူးသဖြင့်ဒီလိုပါစတာဆန်ဒေးနေ့မှာပေးလူပါအဲ့လိုပြောလိုက်လို့ကျွန်တော်လာပေးလူပါလို့မဆိုလိုဘူးနော်တင်တို့ဘယ်နေရာမှာခွန်အားယူနေအဲ့ဒီနေရာမှာအတိမတ်ပြုတဲ့အနေနဲ့အမှုတော်ဆောင်တွေကိုကျေးဇူးတင်နေဆိုတဲ့အကြောင်းအလူငွေပေးပြီးတော့မှ အတိအမပြုပါဂျေဇုတင်စကားပြောပါသူတို့ရဲ့ပေးဆက်ခြင်းကိုအောင်မေ့ပါတတိယပါအတိအမပြုပါအမှုတော်မြတ်မှာသူတို့သူတို့ရဲ့အမှုတော်မြတ်မှာတင်လက်တွေ့ပါဝင်ကူညီခြင်းဖြစ်ပါတယ်ညီကိုမောင်မတော်အသင်းတော်ထဲမှာပါစတာဆန်သေးဆိုမှလှုပ်ခွင့်မရခင်တောင်မှ ကိုကိုတိုင်းအမှုတော်ဆောင်တွေကိုအတိအမပြုပါ ပေးလူပါလက်ဆောင်ပေးပါဂျေဇုတင်စကားပြောပါလို့ခွန်အားပေးနဲ့ညီကုံချုပ်ပါတယ်ပျော်ရွှင်သားရတဲ့ပါစတာဆန်သေးဖြစ်ပါစေအတူတူဆုတောင်းရအောင် ကျေးဇူးတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှလည်းအမှုတော်ဆောင်တွေကိုအတိအမှတ်ပြုပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူခံယူတိဆောက်ခွင့်ရတယ်။အမှုတော်ဆောင်တွေဟာဖရာသခင်ရဲ့ကြုံဖြစ်တယ်ဖရာသခင်ရဲ့လူဖြစ်တယ်ကျွန်တော်ရဲ့ဝိညာဉ်ရာတိုးတက်ဖို့ရန်အတွက်အမြဲတမ်းဆုတောင်းပေးနေတဲ့သူအမြဲတမ်းအလင်းပေးနေတဲ့သူအမြဲတမ်းခွန်အားပေးနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီသူတို့ကိုထောက်ပံ့ရမယ်ပေးလူရမယ်အတိအမှတ်ပြုရမယ်လို့တမာချင်းစာအဖြစ်ခွန်အားယူခွင့်ရတယ်။အသက်တာထဲမှာတကယ်ပဲလက်တွေ့ ဂျေဇုတင်တတ်တော်သူများဖြစ်ခွင့်ပေးပါမိကြောင်းကောင်းကြီးရတော်သူများဖြစ်စေပါမိကြောင်းဂျေဇုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖေယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းကြီးပေးပါစေတော့